အားလုံးပဲမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြည်သက်တွေအားလုံးမင်္ဂလာပါဆိုတော့ကျွန်တော်အခု transfer window အပြောင်းအရွှေ့ကာလမှာ Liverpool ကအခုတလောဆယ်မှာ Man City နဲ့အပြိုင်ပဲအကောင်းဆုံးခေါ်ယူမှုတွေကိုပြုလုပ်ထားတယ်ဆိုတော့ Liverpool အသင်းအနေနဲ့အခုရောင်းချိန်တန်တဲ့အချိန်ရောက်နေသည့်တိုင်အောင်ဒါမနေ့က British Media တခုမှဖော်ပြချက်ရဆိုရင် Liverpool ကဒီ transfer window မှာနောက်ထပ်အသုံးစိတ်ကိုပေါင်တန်း100ထိထပ်သုံးလို့ရတယ် သူတို့အနေနဲ့ဘာ FFP ပြဿနာမှမရှိဘဲနဲ့ကစားမတွေအတွက်ဝယ်ယူနိုင်မဲ့အခြေအနေမျိုး financial ကိုပိုင်ဆိုင်ထားတယ်လို့ဆိုလိုက်တယ်။ဆိုလီဗာပူးက Jeremy Frimpong ကို35တန်းเนาะ။နောက် Milos Skarkic ကပေါင်တန်း40ပေါ့လေ။ပေါင်တန်း40ဆိုတဲ့အချိန်မှာအခုလောလောဆယ်အနေထားအရဒါသူတို့ဘက်ကသူတို့ကြည့်တဲ့အခါမှာတန်း40ဆိုတာကအနည်းဆုံးတော့ယူရိုအားဖြင့်ဒါ58တန်း။ဆိုတော့ Milos Skarkic ကဒါဘယ်လိုပြောမလဲ။ ဒီ euro 48တန် jewelry frame ပေါင်က35တန်ပြီးတော့မှတစ်ဖက်မှာတော့ဒါသူခု draw စင်မှာဒီ Florian Vas က136တန်ကပေါင်ဆိုတော့သူတို့ဘက်က euro နဲ့တွက်ရင်135တန်ဆိုတော့သူတို့ပေးထားတဲ့ amount တွေကဒါ Liverpool အတွက်တော်တော်လေးတော့များတယ်136တန်းရဲ့48တန်းရဲ့ပြီးတော့မှ35တန်းမှာ Liverpool က total 218တန်းသုံးထားတယ် အဲ့ဒါကိုမှပေါင်တန်း200ဆိုယူရိုတန်း230လောက်အตาလေးသုံးလို့ရသေးတယ်ဒါပေမဲ့လီဗာပူးကအခုလောလောဆယ်မှာအယောင်ကိစ္စတွေကိုဥတီမှာဖြစ်ပေမဲ့ကလပ်ဘက်ကသူတို့ရဲ့ ambition ကအစိုးရတဲ့ရှိပြီးသားစန်တာဘက်တယောက်ထပ်ခေါ်မယ် striker တယောက်ထပ်ခေါ်မယ်လိုအပ်ရင်ကွင်းလေကစားမှတယောက်ထပ်ခေါ်မယ်အဲ့ဒါသူတို့ရဲ့ target ဆိုတော့အာနီစလော့တွက်သုံးဝင်ရမှာကျွန်တော်လီဗာပူးပြည်တဲ့ကျွန်တော်များပြောတော့ဗောလေငါတို့ရဲ့ယာကင်ကလော့ကြီးများဒီလောက်ထိသား FSG ကသုံးဝင်ပေးခဲ့ရှင် လော့ဆိုရင်ခုချိန်ဂွာဒီယိုလာရတဲ့၄နှစ်ဆက်ဖလားမှာအနည်းဆုံးတစ်ချိန်လောက်ထပ်ရပြီးတော့လီဗာပူးကတကယ်ကိုတောင့်တင်းတဲ့အသင်းတစ်သင်းဖြစ်ဇတိုက်ရှိနေမယ့်အခြေအနေမျိုးဒါပေမဲ့လည်းကလော့လက်ထက်မှာ၃ခွင့်များတာလည်းအာနီစလော့ကအတိုးချ၃ရမယ်သဘောတရားဒါကလည်းအတိုးချနဲ့၃နေဆိုတော့မိနစ်ကတစ်နေလုံးမှာသူကတယောက်ပဲဝယ်တာဗျာဆိုတော့မိနစ်က၃ရမယ်၁၅၀ဒီနေ့၃ရမယ်၁၅၀နှစ်ခုပေါင်း၃ရပေးတာလည်းဖြစ်နိုင်တယ်ဆိုတော့အခုအာနီစလော့က၃ရောက်ပြီးတဲ့အချိန်မှာအခုအထွက်တွေကိုကြည့်တဲ့အခါမှာခဲလာဟာထွက်သွားပြီးကွန်ဆက်ထွက်သွားပြီး အဲ့အဲ့နေရာမှာအခုလောလောဆယ်မှာခနာတီကသူတို့ခေါင်းစားနေခနာတီဘက်ကိုကြည်နေပန်နေဗျာ Ryan Graven Bash တို့ Alexis McLasa တို့ Andy Robinson တို့ Over Strike မှာရှိတဲ့ကစားမအများစုဟာလဆာဟာသူတက်နှစ်ဆကြီးပဲရနေကြတယ်။သူက9000ပဲရတယ်။ဆိုတော့သူ့ဘက်ကကြည်တော့လေမှန်တော့မှန်တယ်။ Liverpool အသင်းရဲ့ First Strike ကစားမ7ယောက်ထဲမှာသူကလဆာအနည်းဆုံးသူကတစ်ဘက်ကို9000ပဲရတယ်။ဆိုတော့သူ့ဘက်ကကြည်တော့လေ တသိန်းတောင်းနေဆိုပေမဲ့လီဗာပူးပြန်စစ်တာနဲ့ပါနဲ့တသိန်းခွဲလောက်ကျန်ပါမယ်ဒါပေမဲ့လီဗာပူးကအိုက်ထက်ကိုနေတဲ့ကမ်းလာမှုနဲ့ပြီးတော့သူကစာချုပ်ကိုပယ်ချတာဒါဆိုလီဗာပူးကလည်းရှင်းတယ်ခနာတေးတာစာချုပ်တက်မတိုးရင်သူကသူ့ကိုရောင်းထုတ်ပြီးတော့ကလပ်ဘက်ကမာကေဟီနဲ့အစားထိုးမယ်မာကေဟီကလီဗာပူးကို request လုပ်ထားတယ်အခုပဲရှိတယ်အဲ့ဒီ demand လုပ်ထားတဲ့ချက်ကအဲ့ဒါပါလဲဆိုတော့ဒီသိန်းကသူ့ကိုခေါ်မယ်ဆိုရင်ပွဲထွက်ခွင့်ဆိုတဲ့ guarantee ဒါ option ကိုသူ့ကိုပေးမှပဲ Liverpool ကိုသူပြောင်းမယ်။သူ Liverpool ကိုချိုက်တယ် Liverpool ကိုပြောင်းချင်တယ်ဒါပေမဲ့ပွဲထွက်ခွင့်မရရင်တော့ပြောင်းလာဖို့အစီအစဉ်မရှိဘူး။ဆိုတော့အခုလောလောဆယ်မှာ Ibrahim ကနာတေးကို Paris Saint-Germain နဲ့ Real Madrid ကလိုချင်တယ်။ Real Madrid ကတော့ထုံးစံတိုင်း Trent ကိုပေးခဲ့တဲ့ပုံစံတိုင်းအလွတ်နဲ့ခေါ်ဖို့လုပ်မယ်။ခနာတီကိုစီးရုံနေပြီးတော့ PSG ကတော့ပြောင်းရွှေ့ချေပေးမယ်သဘောတရားရှိတယ်။ဆိုတော့အခုလောလောဆယ်မှာ Liverpool က Sander Bad အတွက် မာကေဟီပြောင်းရွှေ့ခြေကတော့တန်90ရှိမယ်လီဗာပူးကပြက်တနာရှိ40လောက်ထိတော့အပါလေးပေးနိုင်ပြီးတော့တကယ်တော့ကနာတိတ်ကိုသူတို့ဘက်ကတခုခုဆုံးဖြတ်မယ်ဆိုရင်ဂေဟီနဲ့အစားထိုးမယ်ဒါပေမဲ့သူတို့တို့ချင်းနဲ့စတရိုက်ကာအီးဆက်ကိုညူကာဆေကကလပ်ရဲ့စံချိန်တင်လာစာညူကာဆေမှာလာစာ2သိန်းကျော်တရားမှမရှိဘူး3သိန်းခွဲအထက်ပဲမရှိဘူးအခုအီးဆက်ကိုကလပ်ရဲ့လောက်ခလာစာ structure ကိုဖြတ်ပြီးတော့လာစာတသိန်းခွဲအထက်နှစ်သိန်းကျော်ထိပေးဖို့လုပ်နေတယ် သူ့ရဲ့ contract က2028တိရှိပြီးတော့ Liverpool က Isak ကိုဆုံးရှုံးလိုချင်နေတဲ့အတွက်ကြောင့် Newcastle က Isak ကိုတက်တန်းတိုးမယ်ဆိုတော့ Nunez ကအခု Liverpool ကထွက်မှာတေးကြတယ် Napoli ကသူ့ရဲ့ဥတီချက်ဖြစ်ပေမဲ့သူကတော့ Spain ကိုပို့သွားခြင်းနဲ့ဖြစ်နိုင် Napoli ကိုပြောင်းခြင်းတော့တကယ်လို့ Nunez ကိုရောင်းလို့ရမယ်နောက်တစ်ဖက်က Federico Chiesa ကိုရောင်းလို့ရမယ် now concept ထွက်သွားပြီး color ဟာထွက်သွားတဲ့အချိန်မှာခနာတီးထွက်သွားခဲ့ရင်ဖြစ်ဖြစ် now သူတို့ဘက်ကအခြား အပြောင်းရွှေ့တွေတဲ့ကအခု Harvey Elias တို့နောက်တစ်ဖက်က Bandot တို့ Tyler Modern တို့ခြားကစားမားတွေ MD Robinson ပဲဖြစ်ဖြစ် Costa Simica ပဲအဲ့ကစားမားတွေရောင်းချရင်တော့တေချာပေါက်တွေပါဘူးကသုံးပါပဲဆိုတော့သူတို့ transfer available ဟာတန်းနေရာအထိဆက်ရှိပြီးတော့ striker တယောက် center back တယောက်နဲ့လိုအပ်ရင်ကိုယ်လေတယောက်ပါအစားထိုးခေါ်ယူပွဲရှိလို့ပေါ်ပြထားပါတယ်အားလုံးကျေးဇူးတင်ပါတယ်